အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကကျွန်တော်တို့29ရက်သက်လ2025စနေနေ့ညဖြစ်ပါတယ်ဒီနေ့ညမှာတော့ပွဲစဉ်ပွဲကောင်းတွေအများကြီးရှိတယ်ဗျเนาะအင်္ဂလာပရီးမီးယားလိမ့်မှာဆိုလဲကျွန်တော်တို့ဒါပွဲစဉ်တွေရှိသလိုဒါအီတလီစီးရီးရဲ့ဒီနေ့ညမှာတော့လီဘောင်းဆုံးပွဲစဉ်တွေရှိပါတယ်เนาะစပိန်လာလီကာကျွန်တော်တို့ဒါဂျာမန်ပိုတက်လီကာပင်သစ်လီကာအင်္ဂလာချန်ပီယံရှစ်ဒီနေ့ညမှာတော့တော်တော်များများပွဲစုံရှိပါတယ် အဲဒီနေ့ညဆိုရင်လည်းဒါအင်္ဂလန်ပြီးမြားလေးမှာဆိုရင်၅ပွဲလောက်ရှိမယ်เนาะဒီတစ်ယောက်မှာကျွန်တော်၄ပွဲလောက်ကိုရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အကြိုက်လေး၄ပွဲလောက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်အဲဒီနေ့ညပြောပြောမယ်ဆိုရင်ဒီနေ့ညစနေနေ့ညအမှတ်ပွဲပွဲစဉ်တွေရောက်တာပြန်ပြီးတော့စားတဲ့ညပေါ့ဗျာเนาะဒါပြန်ပြီးစားညဈာမှာတော့ဒါကျွန်တော်တို့ချန်ပီယံလေးတို့ယူရိုပါလွတ်ကန်ခဲ့တယ်ဒီနေ့ညမှာအမှတ်ပွဲပွဲပြန်စားတယ်ဒါဒီနေ့ညမှာတော့ကျွန်တော်အင်္ဂလန် ပြင်းပြလက်ထဲကနှံ့ပွဲလောက်ရွေးချယ်ထားတာကိုရှိပါတယ်เนาะကျွန်တော်ရွေးချယ်မှုကိုစနစ်တက်တယ်ဆိုရင် YouTube channel လေးကို like subscribe လေးလုပ်ပေးသွားပါဦးခင်ဗျာเนาะဒီနေ့ညကျွန်တော်ရုံဆုံးသုံးသက်ပေးတဲ့ပွဲစဉ်ဟာ Bradford နဲ့ Burnley ရဲ့ပွဲစဉ်ကိုကျွန်တော်ရုံဆုံးသုံးသက်ပေးမယ်အာ Bradford မှာတော့ဒါ Burnley ကိုအိမ်ကွေးကနေချေကျော်ပေးထားတာဖြစ်ပါတယ်အာချေကျော်ပေးတဲ့အနေထားမှာတော့တလုံးကိုပြား90ရှင်ကိုပေါင်းချင်းလေးမှာတော့၃လုံးကို90စာဒီချင်းလေးဖွင့်လက်ထားတာဖြစ်ပါတယ်ဘရဖို့ကတော့ဒီနေ့ ဒါကျွန်တော်တို့ယာဒီကျွန်တော်တို့အင်္ဂလန်ပြင်းပြလေးယာပြီမှာတော့တဲပွဲတော်တော်တော်များများမှာတော့ခြေစွမ်းကတော့ဒါမဆိုးလောက်လို့ပြောလို့ရတယ်ဗျနော်မဆိုးလောက်ပြောလို့ရတယ်သူ့အနေနဲ့ဒါမန်စီးတီးတို့အသင်းမျိုးတွေပဲဒါရှုံးခဲ့တယ်ပေါ့ဗျနော်လီဗာပူးလို့အသင်းမျိုးတော့သူနိုင်ခဲ့တယ်ဒါနယူကာဆယ်လို့အသင်းမျိုးတော့နိုင်ခဲ့တယ်အပီကဲနှစ်ပွဲနောက်ဆုံးခဲ့တဲ့နှစ်ပွဲမှာတော့ဒါကျွန်တော်တို့ခရစ်စတယ်ပဲလေးကိုတော့ရှုံးခဲ့တယ်ဘရိုက်တန်ကိုတော့သူရှုံးခဲ့တယ်ဒီနေ့ညမှာဘန်လေးနဲ့ထွက် တွေ့ဆုံတာဖြစ်တယ်။ဘန်လီကတော့အောက်ခြေအောက်ဆုံးဆက်မှာရောက်နေတဲ့အသေးသေးလေးဖြစ်တယ်ဗျ။ဒီနေ့လည်းဒါအင်္ဂလန်ပရီးမီးယားလိတန်းဆင်းရအောင်မလားဆိုတော့ကျွန်တော်ကြည့်အောင်မယ်ဗျ။နော်။ဘန်လီကတော့ဒါအင်္ဂလန်ပရီးမီးယားလိတန်းဆင်းလိုက်ကြောင်းအင်္ဂလန်ချန်ပီယံရှစ်ကနေပြီးတန်းပြန်တက်လိုက်ကျွန်တော်မျိုးအကူတီခက်ချီဖြစ်နေတဲ့အသေးမျိုးပေါ့ဗျာနော်။အဒီနေ့ကျမှဘရက်ဖို့နေနဲ့အိမ်ခွေးကနေပြီးတော့190ကြေးဖွင့်လထားတော့ဒါဖြစ်တဲ့ကြေးကြေးလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်။သူနဲ့တည်းရတော့ဒါထိတဲ့တွဲဆုံမှုတော့ ရှိလာခဲ့တယ်ဗျ။နောက်ထပ်တွေ့ဆုံမှု6ကြိမ်မှာတော့ဘရက်ဘူးအော2ကြိမ်တိုင်းတည်ကြတာတော့မရှိဘူး။ဘန်လီကတော့4ကြိမ်ထိတောင်နိုင်ထားတယ်ရလက်မျိုးတော့ထွက်ပေါ်ခဲ့တယ်။ဘန်လီကတော့ဒါကျွန်တော်2016 2021ရဲ့ချိန်မှာတော့ဘန်လီကဒါဘရက်ဘူးတော့နိုင်ပွဲရရှိထားဖြစ်တယ်။အဲကျွန်တော်2020 23 24မှာတော့ဒါကျွန်တော်တို့ဘရက်ဘူးကအိမ်ကွေးမှာနှစ်ကြော့လုံးနိုင်တာပြီးတော့ကျွန်တော်တို့2024မှာတော့ ဒါဘန်လေးကနိုင်ထားခဲ့တယ်2-1နဲ့ပေါ့ဗျာနော်အဲဒိုမီနီယားလက်တွေကြည့်မှန်ဆိုရင်လက်ရှိဒါကျွန်တော်တို့လက်ရှိခြေစမ်းရလက်ရှိရဒါဖြစ်တည်နေတဲ့ခြေစမ်းပုံမှာကြည့်မယ်ဆိုတော့ Bradford ဒီနေ့ညအိမ်ကနေ1.50ကြီးရတော့ဖြစ်တဲ့ခြေစဉ်ကိုပေါင်းကြီးလေးချက်သွားကြည့်မယ်ဆိုကိုပေါင်းကြီးလေးက3လုံးကို50စားဒီနေ့ညဘူကီနေနဲ့ဒါဖွင့်ထားတဲ့ဘော်ကြီးချင်းနဲ့ကိုပေါင်းချင်းနဲ့ကြည့်ရမယ်ဆိုရင်ဘန်းလေးကိုများဂိုးမပေးထားဘူးပေါ့လားเนาะဒီနေ့ဂိုးမပေးထားတဲ့အနေအထားမျိုးတော့တွေ့ရတယ် ်เนาะဒီပွဲစဉ်လေးကိုကျွန်တော်စိတ်ကြက်တစ်ချောင်းရွေးချက်ပေးနေတာတော့ဒီပွဲတရာတော့ဒါ Brad Boy ရဲ့ဒါဘောကြီးကတော့ဖြစ်တဲ့ဂျီဂျီဖြစ်ပြီးတော့ဂူပေါင်း9ောက်ဂျီလေးမှာတော့ဒါကျွန်တော်ပြော့နေတဲ့နေသားမျိုးရှိတယ်ဗျအသုံးလုံးကို90စားပဲဂျီဖွင့်နေတာလေဗျဒီနေ့ညမှာကျွန်တော်ကတော့ဒီပွဲစဉ်ကိုကျွန်တော်9ပေါက်အောက်လေးကိုကျွန်တော်ကြိုက်ပါတယ်เนาะအဲဒီနေ့ည Brad Boy နေတဲ့နိုင်ခဲ့ရင်တော့အင်္ဂွေကနေပြောဒါတူးစီးလောက်ပဲနိုင်သွားမယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်เนาะအဲဘန်းလေးကိုတော့ဂူမပြေထားလို့အနေထားရပူကြီးနေနဲ့ ီနေ့ညမှာဘန်းလေးကိုဒါဘန်းလေးကိုမပေးတဲ့ခြေမျိုးခူးပေါင်းကြီးကဖွင့်နေထားတဲ့အနေထားရကျွန်တော်ဒီနေ့ညခူးပေါင်းအောက်ကြိုက်ပါတယ်ဗျခူးပေါင်းကိုရွေးချယ်ပေးချင်ပါတယ်ကဲကျွန်တော်တို့တောက်ပွဲသွားအောင်ဗျနောက်တစ်ပွဲကတော့ကျွန်တော်တို့ဒါညီကိုတို့သိတဲ့အတိုင်းဒါဆန်ဒါလန်နဲ့ဘူးမောက်ရဲ့ပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ပေးသွားအောင်မှာဖြစ်ပါတယ်ဆန်ဒါလန်နဲ့ဘူးမောက်မှာတော့ကျွန်တော်တို့ဒါဘူးမောက်ကနေပြီးတော့ဆန်ဒါလန်ကိုကြေးကြောပြန်ပေးတာဖြစ်ပါတယ်အဝေးကွင်းနဲ့ဖြစ်တဲ့ဘူးမောက်ကကြေးကြောပေးထားတယ် လေဘယ်ကိုပြား90ရှုံးဆိုရဲ့ခြင်းမျိုးဖွင့်လှစ်ထားတာဖြစ်ပါတယ်အင်ဂွိစန္ဒလက်ဒါလက်ရှိနောက်ဆုံးကန်ကတဲ့ငါးပွဲခြေစမ်းလေးကိုတွားပြန်ကြည့်ရမယ်ဆိုရင်တော့ဒါနှစ်ပွဲတည်ရင်နှစ်ပွဲနိုင်တစ်ပွဲပဲရှုံးတာပြီးခဲ့တဲ့ပွဲမှာဖူဟန်တဲ့ပွဲမှာတော့ဒါဝမ်းစည်းနဲ့ရှုံးနာခဲ့တာဖြစ်ပါတယ်စန္ဒလက်ကတော့ဒီနေ့ရာသီမှာအင်္ဂလန်ပြီးမရမှာသူကတော့ဒါသူ့ရဲ့အသင်းနေထားတဲ့သူလုံးတဲ့တော့ဒါလုံးနေတာပေါ့ဗျာနော် နောက်ဆုံးကက်ခဲ့တဲ့ဒါမန်ယူတော့ဒါ2စီးနဲ့သူရှုံးခဲ့တယ်နောက်ပွဲစဉ်မှာတော့ဒါသူနဲ့ခြေတူတင်းနေဆိုတော့သူကတော့ဒါနိုင်ပွဲတွေတည်ရပွဲတွေခက်ခဲနိုင်တဲ့အနေထားမျိုးတည်းအောင်ဆန်ဒါလန်အင်္ဂလန်ပရီးမီးယားလိမှာဒီနေ့လုံးပြနေတာဖြစ်တယ်နော်အစစ်စရားမှာကြည့်မယ်ဆိုရင်လည်းဆန်ဒါလန်နေနဲ့ဒါကျွန်တော်တို့အဆင့်ခွန်ထိတောင်ရောက်နေတာဖြစ်တယ်ဒါမနစ်ကကျွန်တော်တို့အင်္ဂလန်ချန်ပီယံရှစ်ကနေတန်းတက်လာတဲ့အသင်းအသင်းဖြစ်တယ်ချိန်တော့တော့ဒါဆန်ဒါလန်ကတော့ဘာဆိုလာတော့ဗျာနော်အင်္ဂလန်ပရီးမီးယားလိမှာဒါအခုနောက်အခုဒါကျွန်တော်တို့နောက်ပိုင်းနေမှာဆန်ဒါလန် ဒါခြေတွေကြအသင်းတွေပြတ်ပြီးတော့ဒါဒါကျွန်တော်တို့အင်္ဂလာဒါချန်ပီယံရှစ်အင်္ဂလာလိဂ်ဝမ်ထိတော့ဆင်းသွားတဲ့အသင်းမျိုးဒါပြန်တန်းပြန်တက်လာပြီးတော့ဒါလက်ရှိဒီနေ့အင်္ဂလာပြီးမြားထိဒါတန်းပြန်တက်လာအသင်းပေါ့ဗျာနော်အဲသူ့ခြေသားမစိုးလောက်လို့ပြောလို့ရတယ်အဲဘုံမကိုတော့ပြတ်ကြရမယ်ဆိုရင်လည်းဘုံမလက်ရှိခြေသားကတော့ဒါနောက်ဆုံးကန်ကန်နဲ့ငါးပွဲမှာနှစ်ပွဲရှုံးနှစ်ပွဲတည်းတပွဲပဲနိုင်ထားတယ်ဒီလိုရလက်မျိုးကိုကြည့်မယ်ဆိုရင်ဘုံမအနေနဲ့ဒီနေ့ရာသီမှာတော့သူ့အနေနဲ့ထိုက်တဲ့လောက်ခြေစွမ်းနေတယ် ဟာလုတ်ပြထားခြင်းတော့မတွေ့ရအောင်ပြเนาะအဲသူ့အနေနဲ့ကြည့်ရမယ်ဆိုရင်တော့ဆန္ဒလန်းနဲ့ဒါအစ်စ်အထက်အောက်ဖြစ်နေတယ်เนาะဆန္ဒလန်းအစ်စ်ခေါ်သူ့အနေနဲ့အစ်စ်ရှစ်နှစ်သိန်းလောက်ကဆက်နှစ်ပွဲကံပြီးသွားပြီနှစ်သိန်းလောက်ကလည်းရမှတ်တွေတူနေတယ်ဗျเนาะအခုကကချမ်းချက်လေးနဲ့ဒါဒါဆန္ဒလန်းအပေါ်ရောက်နေတာဖြစ်တယ်အဲနှစ်သိန်းလောက်ကဒါဆက်နှစ်ပွဲကံ၅ပွဲနိုင်၄ပွဲတွေ၃ပွဲရှုံးဆိုရင်ရလက်မျိုးနှစ်သိန်းလောက်ကပိုင်ဆိုင်ထားတာဖြစ်တယ်ရမှတ်ချင်းနဲ့တူတယ်၁၉မှတ်ချင်းနဲ့တူတယ်ဒါအောင်မဒီနေ့ညမှာ ဘူးမောက်ကနေပြီးတော့ဒါဆက်တာလန်ကို level ကို150ရှုံးကြီးပြန်လာဖွင့်လှစ်ထားဖြစ်ပါတယ်သူနဲ့တည်းအားထိတ်လိုက်တွဆုံမှုတော့ရှိခဲ့တယ်အဲ့အားပြီးခဲ့တဲ့ကြောဒါ26 2000ခုပေါ့ဗျာနော်အဲ့ဒီပွဲစဉ်မှာတော့ဒါနှစ်သိန်းတွဆုံမှုရှိခဲ့တယ်စုစုပေါင်းတော့၄ချိန်ပဲရှိတယ်သူနဲ့တည်းအားတွဆုံမှုက၄ချိန်ပဲရှိတယ်ဆက်တာလန်က၃ချိန်နိုင်၃ချိန်သေးကြတယ်ဘူးမောက်ကတော့၂ချိန်နိုင်ထားခဲ့တယ်ဒီလိုရလက်မျိုးလေးတော့ဒါရှိခဲ့တယ်ပေါ့ဗျာနော်အဲ့ဒီရလက်မျိုးလေးရှိခဲ့တဲ့နေထားမှာတော့ ဒါဘုံဘောရဲ့အဝေးကွင်းမှာတော့တစ်ချိန်ပန်းဆန္ဒလောက်နိုင်ထားတယ်။တစ်ချိန်ကတည်ကြထားတယ်။ဒီနေ့ညမှာ level ကိုပြား90ရှို့ဒါကြီးဖွင့်ထားတာဖြစ်ပါတယ်။ဘုံဘောကနေပြီးတော့ဆန္ဒလောက်နော်ဒီပွဲစဉ်လေးမှာဆိုရင်တော့ကျွန်တော်ကဒီပွဲစဉ်ကိုဒါဘုံဘောရဲ့အဝေးကွင်းကနေဖွင့်ထားတဲ့ level ပြား90ကျောင်းကအောင်ပါမလားပေါ့ဗျာနော်။ကြီးနေကြီးထားကြီးပန်းအသင်းနေတရားကြီးမှာဆိုကြီးဒီနေ့အောင်နိုင်ပါမလား။လက်ဆန္ဒလောက်ချိန်ဆရလဲဒါမစိုးလာဘူးလို့ပြောလို့ရတယ်။ သူနဲ့ချိန်မတင်မင်းတင်းနေဆိုရင် तू อ่ะဒါအနိုင်ကန်တတ်တဲ့လေးထားရှိတဲ့အတွက်ကြောင့်မို့ဒီနေ့ကြမှာကျွန်တော်ကတော့အိမ်ကွင်းဖြစ်တဲ့ဆန်ဒါလန်ကိုမရွေးချယ်ပေးချင်ပါတယ်ဆန်ဒါလန်ပေါ်ကြီးကြိုက်ပါတယ်ဆန်ဒါလန်ကဘုံပေါက်ပါဆန်ဒါလန်အိမ်ကွင်းလည်းဖြစ်တယ်ဒါတော့ဘုံပေါက်ကအဝေးကွင်းကနေ level ပြား90ရှုံပေးထားတယ်ကျွန်တော်ကတော့ဒီနေ့ကြမှာဆန်ဒါလန်ကအနည်းဆုံးအိမ်ကွင်းကနေသိခံခံသွားမယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်နော်အဲ့ကြောင့်မို့ကျွန်တော်ဆန်ဒါလန်ပေါ်ကြီးလေးကိုရွေးချယ်ပေးချင်ပါတယ် နောက်တစ်ပွဲသွားအောင်ဗျဒီနေ့ညမှာအင်္ဂလန်ပရီးမီးယားလိထဲကနှစ်ပွဲရွေးချယ်ပြီးပါပြီနောက်တစ်ပွဲကတော့ကျွန်တော်တို့စပိန်လာလီဂါထဲကပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒါဘာစီလိုနာနဲ့အလာဘက်ကိုရွေးချယ်ပေးနေပါတယ်ဒီပွဲစဉ်လေးပါဆိုဘာစီလိုနာကနေပြီးတော့အလာဘက်ကိုနှစ်လုံးတည်ရည်တည်အောင်ခြေဖွင့်လှစ်ထားဖြစ်တယ်ဘိုးပေါင်းချင်းလေးမှာတော့သုံးလုံးကိုအရှုံးဒီခြေလေးဖွင့်လှစ်ထားဖြစ်တယ်ဒီပွဲစဉ်ကိုတော့ကျွန်တော်တချောင်းကောင်းလေးရွေးထုတ်ပေးသွားမှာဖြစ်ပါတယ်ဘာစီလိုနာကတော့ဒါပြီးခဲ့တဲ့ချက်စီတက်ပွဲမှာတရီးစင်းနဲ့ရှုံးခဲ့တယ် ချန်ပီယံလိပေါ့ဗျာနော်ဒီဘွဲကချန်ပီယံလိဖြစ်တယ်3ဇင်းနဲ့ရှုံးခဲ့တယ်ဒီဘွဲတက်မှာဆိုရင်ဒါပိတ်သက်တွေတော်တော်များများဝေဖန်ခံရတဲ့ဝေဖန်ခံရတာပေါ့ဗျာနော်ချန်ပီယံလိဒါနောက်ဆုံးကတည်းကနှစ်ပွဲမှာနှစ်ပွဲလုံးနှစ်ပွဲလုံးနိုင်ပွဲရရှိတာချင်းမရှိဘူး blue jet ကိုလည်းဒါ3 3 3တရေကန်ထားတယ်ပြီးခဲ့တဲ့ချက်စီးနဲ့ပွဲမှာလည်း3ဇင်းနဲ့ရှုံးထားခဲ့တယ်ဘာစီလုံနာဒေါက်တာဂူပြက်ချက်စီးလို့တဲ့မျိုး90ဂူပြက်ရှုံးတော့ဒါပိတ်သက်တွေဝေဖန်ခံထားတဲ့ဒါဘာစီလုံနာဖြစ်တယ် တတိယမှာတော့သူတို့စပိန်လာလီကာအမှတ်ပေးပွဲမှာတော့ဒါကျွန်တော်တို့အလားပတ်နဲ့တွေ့တယ်။ဘိုလ်ကျင်းမှာနှလုံးသိရင်ဂူပေါင်းကျင်းလေးမှာတော့သုံးလုံးရှုံးဆိုတဲ့ကျင်းမျိုးလေးဖွင့်လှစ်ထားတယ်။ဒီပွဲစဉ်ကိုသွားပြန်ကြည့်မယ်ဆိုရင်အာစပိန်လာလီကာတွေကပွဲစဉ်တစ်ပွဲဖြစ်တယ်။ကျင်းနေကြည့်ထားရလဲစပိန်လာလီကာထဲမှာဒါဒီနေ့ကျမှာဂူပေါင်းကျင်းနဲ့ဘိုလ်ကျင်းမျှတတဲ့ခြေတစ်ခြေတို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်ဗျာနော်။အာဒီနေ့ကျမှာ ူကီနဲ့ကူပေါင်းကြီးက၃လုံးကိုရှုံးထီတော့ကြေးဖွင့်လိုက်ထားတယ်။ဘိုကြီးကနှလုံးတည်ဆိုတော့အဲဒါပြောမယ်ဆိုရင်ဖွင့်လိုက်ထားတဲ့ကြေးနဲ့ကြေးထားရတော့ဒါဖြစ်တဲ့ကြေးတစ်ချင်းပေါ့ဗျာနော်။ဘိုကြီးနဲ့ကူပေါင်းကြီးကမျှတာတဲ့ကြေးတစ်ချင်းလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်။အဲဘာစီလိုနာအနေနဲ့လက်ရှိဒီနေ့ရစီမှာလဲဒါကျွန်တော်ရွေးမထင်းတဲ့အမှတ်သိမ့်မကွာဘူး။တမှတ်ပဲကွာထားခဲ့တယ်နော်။နှစ်သိန်းလုံးကရွေးမထက်ကတော့ဒါ32မှတ်ဘာစီလိုက32မှတ်။နှစ်သိန်းလုံးကတော့ဒါ ဆယ်ပွဲအဲ73ပွဲတိရောကန်ပြီးသွားဘာစီလိုက7ပွဲနိုင်ကျွန်တော်တို့2ပွဲသိရင်2ပွဲရှုံးလာတယ်ရွမ်မတစ်ကတော့7ပွဲကန်လာတယ်အဲ73ပွဲကန်လာတယ်7ပွဲနိုင်လာတယ်2ပွဲသိရင်2ပွဲပဲရှုံးလာတယ်ရမက်ကတော့32မှတ်ပေါ့ဗျာနော်အဲ32မှတ်ဖြစ်တယ်လက်ရှိဒါစပိန်လာလီဂါမှာအဆင့်တနေရာမှာရွမ်မတစ်ရက်တည်တာဖြစ်တယ်ဒီနေ့ညမှာဒါစပိန်လာလီဂါဖလားကိုဒါရှင်ပြိုင်နေတဲ့အသင်းနဲ့အသင်းနေတဲ့ဒီညမှာဘာစီလိုနာအနေနဲ့အလာဘက်ကိုဒါနိုင်အောင်ကန်မတော့ရမယ် လို့မဆိုရင်တော့ရွမ်းမထစ်ကအမှတ်တွေကွာဝါးဘာသီလူနာအနေနဲ့နောက်ကလိုက်ဖို့ခတ်မယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်ဒီနေ့ကျတော့ဒါဘာသီလူနာနိုင်ပွဲညတဲ့ညတော့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်အဲ့ဒါကြောင့်မလို့အဲဒီနေ့ကျမှဖွင့်လာတဲ့ဘောကြီးမှဆိုလဲနှလုံးသေးကျွန်တော်တို့2023နောက်ပိုင်းမှာဘာသီလိုနာနဲ့အလားပတ်နဲ့တွေ့ဆုံတိုင်းမှာဂူးပြက်ထားတဲ့နေသားမျိုးတော့မတွေ့ရဘူးနိုင်လာကတ်နိုင်လာတဲ့2111ဒါ10ဆိုတဲ့ရလက်မျိုးပဲထွက်ပေါ်ခဲ့တယ် ဒီနေ့ညနှလုံးသိရနေထားရဘာစီလိုနာဒီနေ့ညမှာအလားပတ်ကိုတော့နိုင်မဲ့ညတညလို့ထင်မြင်သုံးသပ်မိတယ်အနည်းဆုံး1စီ2စီရမယ်စကြရမယ်ညညလို့ထင်မြင်တယ်သုံးသပ်မိတယ်ပေါ့ဗျာနော်ဂူးမပြက်ပြက်ပဲစောင့်ကြရမယ်ကျွန်တော်တို့ဒီနေ့ညဒီပွဲစဉ်ကိုဘာစီလိုနာပေါ်လေးပဲရွေးချယ်ပေးခြင်းပါလေဒီကြမှာကျွန်တော်မြန်မြန်လေးပဲပြောရမှာဗျာနော်အနောက်ပွဲကကျွန်တော်တို့ဒါအမေဘူတလီကာရဲပွဲတင်ပေါ်ကျွန်တော်ဆက်လက်ပြီးရွေးချယ်ပေးပါအောင်ဖြစ်ပါတယ်ဒီပွဲကတော့ဖော်ဖင်ဟိန်းနဲ့ဟော့စပက်ဖြစ်ပါတယ် အဲ့ဒီပွဲမှာတော့ဒါကျွန်တော်တို့ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ဒါ Poppy နဲ့ Osprey ပွဲစဉ်မှာတော့ကျွန်တော်တို့ Poppy ရဲ့နေပြီးတော့ Osprey ကိုဒါ1ပေါင်50ထိတော့ချိန်ဖွင့်လက်ထားတယ်ဘူပေါင်းချိန်ရတော့၃လုံးတည်ဖွင့်လက်ထားဖြစ်ပါတယ်ဒီပွဲစဉ်လေးမှာဆိုရင်တော့ Poppy ရတော့ဒါလက်ရှိ Java Potent League ပွဲစဉ်ကိုတွားပြန်ကြည့်ရမယ်ဆိုရင်ကောင်းမွန်တဲ့ခြေစမ်းပိုင်းတွေကိုပိုင်ဆိုင်နေတဲ့အသင်းသင်းလို့ပြောလို့ရတယ်ဗျဒီနေ့မှာတော့ Poppy ရကလုံးတဲ့လုံးထိုက်တဲ့အနေထားမျိုးတော့ ဂျာမန်ဘူတစ်လီမှာလုံးပြနေတာဖြစ်ပါတယ်။ပြန်ပွဲတော့နောက်ဆုံး၅ပွဲကန်ထားခဲ့တယ်။၅ပွဲမှာတော့ဒါသူ့အနေနဲ့ပြန်ပွဲတော့၅ပွဲမှာတော့၃ပွဲနိုင်၂ပွဲတည်ရင်ထိအောင်ရရှိထားတဲ့ဒါပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ပေါ်ပင်ရတော့ဒါဒီနှစ်ကျွန်တော်တို့ဂျာမန်ဘူတစ်လီမှာတော့ဂျာမန်ဘူတစ်လီကမှာတော့ဒါခြေစွားပိုင်းနေနေတာဒါမဆိုးလာတဲ့အသင်းတသင်းလို့ကျွန်တော်ပြောလို့ရတယ်။ Osberg ကတော့ဒါပြန်ပွဲဆိုနောက်ဆုံးကန်ခဲ့တဲ့က၅ပွဲမှာတော့၄ပွဲထိအောင်ရှုံးတာ တပွဲပဲနိုင်ထားတယ်သူတကယ်ခဲ့တဲ့တပွဲကလည်းကျွန်တော်မနစ်ကတက်တက်လာတဲ့ဂျာမန်ဘူတစ်လီကတူးတဲ့ကကျွန်တော်ဟမ်ဘာကအတင်းကို1-0နဲ့ပဲနိုင်ထားခဲ့တယ်ကျွန်တော်စတုတ်ကိကိုရှုံးတယ်ဒေါ်မိုကိုရှုံးတယ်ဘူချောင်ရှုံးတယ်လိုက်စစ်ကိုရှုံးထားခဲ့တယ်အော့စဘဲဒီနေ့ခြေစမ်းအင်္ဂလန်ပြအဲကျွန်တော်ဂျာမန်ဘူတစ်လီကရဲ့ရဲ့ခြေစမ်းပိုင်းအသိအားရတယ်မရှိဘူးเนาะဖော်ပြရတော့လက်ရှိဒါအစ်စ်ခွန်မှာရက်တည်နေတာ ဖြစ်တယ်စတုတ်ပွဲကံပြီးပါပြီ6ပွဲနိုင်2ပွဲသေး3ပွဲရှုံးထားတာဖြစ်တယ်ဂျာမန်20နဲ့ ။ Osprey ကတော့ဆက်တပွဲကံပြီးပါပြီ။ဒါကျွန်တော်တို့ဆက်တပွဲကံပြီးရတဲ့3ပွဲပဲနိုင်ပွဲရရှိတာဒီတပွဲရှုံးအဲခုနှစ်ပွဲရှုံးတပွဲတည်းဆိုရင်ရမှရရှိတာဖြစ်ပါလေ။အဒီပွဲစဉ်တွေကြည့်မှဆိုရင်ဖော်ပြင်းအနေနဲ့ Osprey ကိုဖွင့်နေထားတဲ့ဝါပေါင်း90ဆရာဖြစ်တဲ့ခြေခြေလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်။လက်ရှိချိန်တန်းရဖော်ပြင်းက Osprey ထက်အများကြီးတာတယ်နော်။အများကြီးတာတယ်။အဲသူနဲ့တည်းကထိုက်တဲ့တွေ့ဆုံတာရှိတယ်။ကျွန်တော်2024 2025မှာတော့ထိုက်တဲ့တွေ့ဆုံတာရဲ့နှစ်မှာတော့ နှစ်သိန်းလုံးရဲ့အိမ်ကွင်းပါပေါ့ဗျာနော်။ Osprey အိမ်ကွင်းပါဆိုတော့ CC ကန်နာဖော်ပေရဲ့အိမ်ကွင်းပါဆိုတော့ဒါဝဝကန်နာခဲ့တယ်။သူရလက်မျိုးတွေထွက်ပေါ်ခိုင်းရနေထားရ။အာဖော်ပေရင်းနဲ့ဒါ Osprey ကိုမနစ်ကရာစီမှာတော့နိုင်ပွဲရရှိထားတာမရှိဘူး။သေပွဲနှစ်ပွဲလုံးကန်ထားခဲ့တယ်။အကြမ်းလို့ဒီနေ့ညမှာ1ပေါင်း90ချီရဒါဖော်ပေအနေနဲ့900ရပေါ်တော့မြင်တယ်ဗျ။နော်ဒီနေ့ညမှာဖော်ပေအနေနဲ့နိုင်ပွဲရရှိသွားမယ်ညစီမှာတော့မြင်တယ်။ဒါပေမဲ့ကျွန်တော်အနေနဲ့ဒီနေ့ညမှာဖော်ပေရဲ့ဘောလီကြီးတော့ကျွန်တော် ကြိုက်ပါလေဒါပေမဲ့မနေရဘူးဗျเนาะမနေရဘူးဒါပေမဲ့ဒီနေ့ညမှာကျွန်တော်ရွေးချယ်ပေးချင်တာကဘူပေါင်းကိုအောင်လို့ရွေးချယ်ပေးချင်ပါတယ်ဒီနေ့ညကျွန်တော်ကတော့ဒီဖော်ပေးနဲ့အော့စပက်ကိုဘူပေါင်းအပေါ်ကိုရွေးချယ်ပေးချင်ပါတယ်เนาะဘူပေါင်းပေါ်ဘာလို့ရွေးချယ်ပေးရလဲဆိုတော့ဒီနေ့ညဖွင့်လှစ်ထားတဲ့ဒါသုံးလုံးတည်ကြီးရအော့စပက်လည်းဝင်းကွင်းကနေ900သွားနိုင်မှုရှိတယ်အဲ့ကြောင့်မလို့ဒီနေ့ညဖော်ပေးနိုင်ငံတော့အော့စပက်ကတကူလောက်တော့ပြင်ရသွားမယ်ညတညတော့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်အဲ့ဒါကြောင့်မလို့ဒီနေ့ညမှာဖော်ပေးနဲ့အော့စပက်ပွဲကျွန်တော်ဘူပေါင်းပေါ်ကြိုက်ပါတယ်ကဲ အဲဘီဒီယိုလေးရှင်းသွားမှာဆိုမြန်မြန်လေးပြောပြပြီးတာဖြစ်ပါတယ်ဒီနေ့ည၄ပွဲရေးချက်ပေးခဲ့တာဖြစ်ပါတယ်အင်္ဂါပြင်းပြလေးတည်းက2ပွဲစပိန်လာလီကလည်း2ပွဲနော်ဂျာမန်ဘူတစ်လီကလည်း2ပွဲဖြစ်ပါတယ်နော်ကျွန်တော်တို့အဲဂျာမန်ဘူတစ်လီကလည်းဖော်ပင်နဲ့အော့စဘက်ပွဲ5ပေါ်ဒါကြောင့်ဘာစီလိုနာနဲ့အလာဘက်ပွဲသမားဘာအဲဘာစီလိုနာပေါ်လေးရွေးချက်ပေးရဖြစ်ပါတယ်ဆန်နာလန်နဲ့ဘရက်ဖို့ရဲ့ပွဲစဉ်မှာတော့ဆန်နာလန်ပေါ်ရွေးချက်ပေးခဲ့တာဖြစ်ပါတယ်နော်အဲကျွန်တော်နောက်နောက်တစ်ပွဲကတော့ကျွန်တော်ရွေးချက်ပေးခဲ့တာ ဘရက်ဖို့နဲ့ဘန်လေးရဲ့ပွဲစဉ်တော့ကျွန်တော်၉ပေါက်အောက်ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်စုစုပေါင်း၄ပွဲရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်အကြိုက်ချင်းတူမာတာလိုက်ဆော့ပါเนาะကျွန်တော်ပြောနေကြတဲ့ခိုင်းမယ်အာကျွန်တော်ကဆော့ပါဆော့ပြီးတော့ဆော့ပါဆော့ပါဆိုအတင်းကြိုက်ပြီးတော့ဆော့ခိုင်းတာမဟုတ်ဘူးကျွန်တော်ကြိုက်နေတဲ့ပွဲလေးကိုလာရောက်တင်ပြတုံးတက်ပေးတာဖြစ်ပါတယ်အဲ့ကျွန်တော်ကြိုက်တာလေးညို့ကြိုက်တာနဲ့အကြိုက်ချင်းတူမာတာကျွန်တော်ကလိုက်ဆော့ပါလို့ပြောပါဆော့အတင်းလဲဆော့ခိုင်းတာမဟုတ်ဘူးဗျာเนาะ အဲ့တော့ကြမလို့အကြိုက်ချင်းတူရင်တော့ like ဆော့ပါမြန်မာစကားချင်းလေးပါအကြိုက်ချင်းတူရင်တော့ like ဆော့ပါအကြိုက်ချင်းမတူရင်တော့ဘက်ကန်လို့ရပါတယ်ကျွန်တော်ကြိုက်တဲ့ကျွန်တော်ဆော့တဲ့ပွဲလေးတွေကို like ရွှေ့ချက်ပေးခဲ့တာဖြစ်တဲ့တော့ကြောင့်မို့ဒီကိုနဲ့ကြိုက်ချင်းတူရင်ဒါကျွန်တော်တို့ရေဒါတအားသာသာဖြစ်တော့ဒါအပေါင်းပြနိုင်တာပေါ့ဗျာနော်ဒီလိုနေထားမျိုးလေးကြောင့်ဒါပြုရွှေ့ချက်ပေးခဲ့တာဖြစ်ပါတယ်အာကျွန်တော်ရဲ့ view file လေးကိုကြိုက်နေတတ်တတ်ဆိုရင် like subscribe လေးလုပ်ပေးသွားပါအောင်ဗျာနော်ကျွန်တော်ရဲ့ Telegram channel မှာဒီနေ့မောင်ကတ်တက်တင်ပေးမယ်အထူးမှန်ပါမှာတော့ကျွန်တော်နှစ်ကတ်တင်ပေးမှာဖြစ်ပါတယ် เนาะထူးမှတ်ပါဝင်ကျင်တဲ့ညီကိုလေကျွန်တော်ရှင်မှာ Viber နံပါတ်လေးကိုဆက်သွယ်လို့ရပါတယ်အ Euro Telegram မှာလည်း live join ထားလို့ရပါတယ်ဒီနေ့ညစနေညမှာနိုင်မှုတွေများများထောက်နိုင်ကြပါစေလို့ဆုမွန်တော့တောင်းလိုက်ပါတယ်အားလုံးပဲမနက်ဖြန်တနွေနေ့ညမှာပြန်ဆုံပြစေအားလုံးပဲခွတ်လပ်ပါခင်ဗျာ thank you